အားလုံးပဲတာလီဆိုပါတရုတ်ရဲ့ဂျောင်းဝင်စီစဉ်မှုကြောင့်ဒီဖြစ်ပေါ်လာတဲ့ဒီ TNL နဲ့ဒီစစ်ကောင်စီတပ်တွေရဲ့ဆွေးနွေးပွဲသဘောတူညီမှုမရဘဲအာဒီအောက်ဂုတ်လောက်ကိုထပ်ပြီးတော့ဟိုရွှေ့လိုက်ရတယ်ဆိုတာအားလုံးသိပဲဖြစ်မှာပါဆိုတော့အဓိကတော့ဒီစစ်ကောင်စီကနေပြီးတော့မှလက်ရှိဒီ TNL တွေတိမ့်ပိုက်ထားတဲ့မိုးကုတ်ပအောင်ပေါ့လေဒီမြို့တွေငါးမြို့တွေကနေပြီးတော့မှလုံအောင်ဆုတ်ခေါ်ပြရမယ်ဆိုပြီးတော့မှဒီစစ်ကောင်စီကပြောလာတာပေါ့ဆိုတော့အဲ့ဒါကြောင့်ပဲဒီဆွေးနွေးပွဲကနောက်ဆောက်လိုက်ရတယ်ပေါ့ဗျာအာဒီ TNL တွေကတော့ဒီမနေ့ကသတင်းစာရှင်းလင်းပွဲမှာပြောဆိုထားတယ် ဒီနေမီတွေကနေပြီးတော့မှလုံးဝဆုံးမပေးနိုင်ဘူးဆိုပြီးတော့မှဟိုသူတို့ပြောထားတာရှိပါတယ်ဆိုတော့ဒီ TNL ကိုလက်ရှိဒီစစ်ကောင်စီတက်ကရောတရုတ်ကရောဘာဘလူမျိုးပေါ့လေဖိအားတွေပေးလာနိုင်လေဆိုတာကိုအဓိကကြည့်ရမှာပါဆိုတော့ဒီဒီချမ်းမြောက်စစ်ရေးနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့အဓိကလေ့လာနေတဲ့သူတို့ကိုဟိုမေးမြန်းသွားဖို့ရှိပါတယ်ဆိုတော့ကျွန်တော်တို့မေးလိုက်ရအောင်ပါစစ်ကောင်စီနဲ့ဒီ TNL တို့ဆွေးနွေးပွဲသဘောတူညီမှုမရဘဲနောက်ဆုတ်လိုက်ရတယ်ဆိုတာကိုလည်းသိပြီပေါ့လေအဲဆိုတော့ အခုသူတို့နောက်ဆောက်လိုက်တာတော့ဒီအော်ဂေါလာတီနောက်ဆောက်လိုက်ရတယ်ပေါ့ဆိုတော့အခုအခုမှပဲ match လာရှိသေးတယ်ပေါ့ဆိုတော့ဒီကာလအတွင်းမှာဒီစစ်ကောင်စီအနေနဲ့ပေါ့လေဒီ TNL ကိုဘလူဖီအာမျိုးတွေသဘောတူလာအောင်ပေါ့ဘလူဖီအာမျိုးတွေပေးလာနိုင်နေလို့ကိုယ်အနေနဲ့မြင်မိပါတယ်ခင်ဗျတပ်ဘက်ကနေပြီးတော့ဒါကျန်နေနေထိန်းချုပ်ထားတဲ့နေတွေပေါ့နေတွေကိုတောက်လျှောက်ဆဲလို့ဒါအာဘုံကျဲနေရယ်အာဘုံကျဲတိုက်ခိုက်တာတွေရှိနေတယ် အဲဒီနေ့ဆိုလည်းကြောင်မဲမှာကျဲတယ်မနေ့ကလည်းနောင်ချိုမှာကျဲတယ်မိုးဘုံမှာကျဲတယ်ပေါ့နော်ဒါကတော့အမင်းဒီဒီကလည်းဒီလိုပါပဲသူတို့ဟာလာရှူကိုတောက်လျှောက်ဆိုပြီးကျဲခဲ့တာပဲလေအခုလည်းအဲ့ပုံစံနဲ့ပဲဖျားပေးနေတဲ့သဘောလိုပြောလို့ရပါတယ်ကဲပါကောဒီ MMDA နဲ့တုန်းကလည်းဒီတိုင်းပဲပေါ့လေဒီပထမဆုံးဆွေးနေတယ်ပြီးရင်သဘောတူညီမှုမရဘူးနောက်ဆောက်လိုက်တယ်ပြီးတော့မှပြန်ပြီးတော့ဆွေးနေတယ်ဒီလိုဒီလိုနဲ့ဒီတရုတ်ကလည်းပို့ပြီးတော့ဒီ MMDA ကိုပေါ့လေပို့ပြီးတော့ PR တွေပေးလာတဲ့အခါကျတော့ဒီ live show ကနေသူတို့ဆုတ်ခွာလိုက်ရတယ်ပေါ့ ဆိုတော့တရုတ်အနေနဲ့ဒီ TNN လေးကိုရောအဲ့လိုဖိအားတွေမျိုးပေးလာနိုင်ပေးလာနိုင်တဲ့အခြေအနေမျိုးရှိလားဘယ်လိုသုံးသပ်မိပါလဲခင်ဗျ TNN လေးက MND နဲ့ TNN နေနဲ့ရင်းနှောင်းကလေးကသူကဖိအားပေးထားတာအတူတူပဲတရုတ်ကလေဆိုတော့ MND ကတော့ဒီတရုတ်နဲ့အဲကျွန်တော်အဲ့မှာ MND နဲ့ TNN ရဲ့နေမြေပိုင်းစိုးမှုအခြေအနေကျွန်တော်ကကြည့်ရမှာပေါ့နော်ဆိုတော့ MND ကတော့တရုတ်နယ်စပ်နဲ့တအားခတ်တယ်တရုတ်ရဲ့ တရုတ်နဲ့လည်းနှီးစမှုအများကြီးရှိတယ်ဆိုတော့တရုတ်ရဲ့ပြောစကားကိုနားထောင်တာပေါ့နော်နားထောင်လိုက်ရတဲ့သဘောမျိုးလို့ပြားကိုနားထောင်လိုက်ရတဲ့သဘောလို့ပြောရမယ်အဲဒါကြောင့်မလို့လာရှုလောလောဆယ်အကြီးရလဲဒါလာရှုမျိုးကနေဆုတ်ခွာပေးလိုက်တယ်ဆိုတာတော့ပဲဖြစ်သေးတာပါအာဒီအတွက်လည်းတရုတ်ဘက်ကလည်းဇက်ကိတ်တွေပြန်ဖွင့်ပေးတာဥပါရောညာတို့ဖြေလျှော့ပေးတာရှိတယ်ဒါမဲ့ TNN မှာကျတော့လည်းမျိုးမဟုတ်ဘူးအခုချိန်ဒီလေဒီ TNN နဲ့ဆက်ဆက်တဲ့နယ်စပ်ကိတ်တချို့ကအခုချိန်ဒီမဖွင့်သေးဘူးမနှံခမ်းမှဆိုလည်းမဖွင့်သေးဘူးပဲလေဆိုတော့ အာဖီအားတွေကတော့တောက်လျှောက်ပေးနေတယ်ဆိုတဲ့အကြောင်းသူတို့လည်းပြောထားတယ်။အာဆိုတော့အခုချိန်ထိလည်းဒါဖီအားတွေကရှိနေတော့မယ်။ဒီပြည်တဲ့တရုတ်ရဲ့ဖီအားနဲ့ပဲဒီမျိုးတွေကိုလည်းပြန်ဆုတ်ခိုင်းနေတာဖြစ်တယ်။အဲဒါကြောင့်မလို့ပွာပေါ့ဟိုဒီလက်ရှိမှာဒီတပ်ဘက်ကလည်းဖီအားတွေပြေးထားတယ်။အဲ့ဒီဒါတွေကိုဖြတ်လိဖြတ်ပုံစံမျိုးလုပ်ထားတယ်။အာတပ်ဘက်လိန်နဲ့ပုံကျဲတယ်။တရုတ်ဘက်ကလည်းဖီအားပေးတဲ့အခြေအနေကြီးအဲ့လိုမျိုးဖြစ်နေတာပေါ့နော်။လောလောဆယ်တော့လေ။ဟုတ်ကဲ့ပါဘော။ဆိုတော့ဒီဒီခုဒီဆွေးနွေးပွဲကပေါ့လေဒီ TNL နဲ့ဒီစစ်ကောင်စီတပ်တွေဆွေးနွေးပွဲက ဘာကြောင့်ဟိုနောက်ဆောက်လိုက်ရတယ်လို့ကိုသိရပါလေဗျသူတို့ရဲ့ဟိုတင်းသာရှင်းနေပွဲမှာလည်းသူကပုံမှန်လည်းလည်းသူတို့ပြောထားတာရှိရပါတယ်ဒါသူတို့တင်ထားတဲ့မြေတွေကိုပြနေမြေတွေကိုပြမပေးဘူးဆိုတဲ့အကြောင်းနဲ့ဒါဒေတာကန်တွေဘက်ကလည်းဝိုင်းဝန်းကူညီဖို့ဆိုတာမျိုးသူတို့ပြောထားတာရှိတယ်စစ်တပ်ကတော့ဒီတင်သူတို့စွန့်လွှားတဲ့မြေတွေပြန်ရဖို့အတွက်ပို့ဒါကတော့ဒီဆွေးနွေးပွဲမှာတောင်းတာပေါ့နော်သူတို့ TNN ဘက်ကလည်းမပေးဘူးပေါ့လေတေယုတ်ပြားနဲ့မပေးဘူးဆိုတဲ့သဘောမျိုးပေါ့ဆိုတော့အဲ့ဒီဒေတာတွေမှာ အာအဆွေနေပဲပြည်ရဲ့နောက်ပိုင်းမှာအခုကဒါတပကတောက်လျှောက်အဲ့ဒီကြောင်မဲမုတ်ကုတ်နော်ပြီးလို့ရှင်နောက်ချိုဒီမျိုးတွေစတိုက်ဆိုလို့ဖုံပုံကျဲနေတာပေါ့လေဆိုတော့နောက်ဆုံးနေနဲ့ပေါ့လေအခုနေနဲ့ဘာရီဆက်ဖြစ်လာမေလို့ဟိုသုံးသပ်မိပါလေဗျဒါကတော့ပြောရတော့ခက်တယ်ပေါ့နော်မနေ့ကတော့အမေ DNA နေဘက်ကတော့သူတို့တရင်းကရှင်နေပေါ်မှာပြောထားတာကဒါသူတို့တင်နေတိမ့်လိုက်ထားတဲ့နေမျိုးတွေတော့ပြန်မပေးဘူးဆိုတာမျိုးတော့ပြောထားတယ်ဆိုတော့ဒါလိန်နဲ့ဘုံကျဲတာရယ်ဆက်ဖြစ်မှာပဲလေဒါတိုက်ပွဲကြီး ဆက်ဖြစ်မယ်လိန်နဲ့ဘုံကျဲမျိုးတွေမှာလိန်နဲ့ဘုံကျဲတာကြီးဆက်ဖြစ်မယ်ဆိုတော့ not august ဆွေးနွေးပွဲမတိုင်မင်မထီတော့အာဒီလိုပဲဖြစ်နေဦးမယ်လို့တော့ကျွန်တော်တို့ကတော့ယူဆတာပေါ့နော် august ဆွေးနွေးပွဲမှာတက္ကသိုလ်ကြီးအဖြေရတယ်ဆိုတော့ဒီ area ကတော့နည်းငယ်ရက်တက်နေရက်တက်မှာပေါ့ဆိုတော့ဒီကာလမှာတော့တိုက်ပွဲတွေကတော့ဆက်ပြီးတော့ဖြစ်နေတယ်လေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိနေမယ်လို့တော့ဒီကြိုတုံ့ပြန်လို့ရပါတယ်ဟုတ်ကဲ့ပါဗျာဟုတ်ခုလိုဖြေချပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒါကတော့ခုလက်ရှိဒီ TNL နဲ့ဒီစစ်ကောင်စီတပ်တို့ရဲ့ဒီဆွေးနွေးပွဲ မအောင်မြင်ခဲ့တဲ့ပုံမှာဘာတွေဆက်ဖြစ်လာနိုင်လဲဆိုတာကိုဒီချမ်းမြောင်နဲ့ပတ်သက်ပြီးတော့ဒီစည်ရေးနိုင်ငံရေးလေ့လာနေသူတို့ကိုမြင်မြန်ထားတာဖြစ်ပါတယ်ဆိုတော့အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ